မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းရေပြည်မြို့နယ်အုံမင်ဝင်းကျေးရွာအုပ်စုဗရကျေးရွာမှာတပ်ဆွဲထားတဲ့စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်သား3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ18ရက်နေ့မနက်6နာရီခန့်အချိန်မှာရေပြည်မြို့နယ်အုံမင်ဝင်းကျေးရွာအုပ်စုဗရကျေးရွာမှာအင်အား60လောက်နဲ့တပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ဂိမ်းစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနအီကကြာမြင့်ခဲ့ပြီးတော့စစ်ခွေး၃កောင်တေဆုံးကဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။အဲ့ဒီဂိမ်းစခန်းကဇာရီနဲ့ကံပေါက်ဆက်သွယ်ထားတဲ့လမ်းပေါ်မှာရှိတာပါ။စစ်ကောင်စီဘက်ကလက်နက်ကြီးတွေပစ်ခတ်မှုကြောင့် ပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရတယ်စစ်ခွေးထပ်ပြီးတော့တင်ဆောင်မှုရှိမရှိကတော့စုံစမ်းနေသေးပါမိဘပြည်သူတွေအနေနဲ့အစအစအရာရာဂယူဆိုင်ပြီးတော့နေထိုင်ပေးကြပါလို့တိုက်တွန်းချင်ပါတယ်လို့ဒေါနာတက်ခွဲချောင်းဝဟင်တက်ဖွဲကတာဝန်ရှိသူကပြောကြားထားပါတယ်ဒါအပြင်ဒေါ်လိုင်းပူပေါင်းတက်ဖွဲကရဲဘော်တအုပ်နဲ့ပြည်သူနှအုပ်မစိုးရင်အထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ခလာယာနှစ်ခွန်သုံးတိုက်ရင်ကစစ်ကား၄စီးနဲ့စစ်အင်အားတွေထပ်မံဖြစ်တင်းထားတယ်လို့သိရပါတယ် ၎င်းတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းသုံး KBDF ဒေါနာတက်ခွဲချောင်းဝေအင်တက်ဖွဲဒေါနာတက်ခွဲခေါင်း LBF ရာမညမုံတက်တော် RMA ဒဝဲခရိုင်အမတ်တေတရင် T1 ရေပြင်းမြို့နယ်ပတ်ကောက်ဖက်နဂနီပြောက်ကြားတက်ဖွဲနဲ့ဘာထူးတက်မရော BHA တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းခြေကောက်နေတဲ့ယာယီမှုဇော်မင်းနိုင်ပြစ်ခတ်ခံရပြီးတော့တင်းဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ19ရက်နေ့ည9:00နာရီကအချိန်မှာနတ်တလင်းမြို့နယ်စံကြီးလောင်ရွာမှာအကြမ်းဖက်စစ်တပ်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းစစ်မှုထမ်းခြေကောက်ခြင်းများကိုလှုပ်ဆောင်ပေးနေတဲ့စစ်တပ်ဒေါက်တိုင်ယာယီမှုဇော်မင်းနိုင်ကိုတော်လိုင်းရဲတပ်ဖွဲ့များက၎င်းရဲ့နေအိမ်မှာတွင်ဝေးရောက်ပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့သိရပါဗျ။ ်နတ်တလင်းမြို့နယ်စံကြီးလောင်ရွာမှာယာယီမှုဇုံမင်းနိုင်ကိုနေအိမ်ထဲကိုဝင်ရောက်ရှင်းလင်းလိုက်ပါတယ်ဒီကောင်ကကြောက်ဝိုင်းတွေကိုဥဆောင်ပြီးတော့လှုပ်တယ်စေကောင်စီကိုစက်ကြီးပေးပြီးတော့လောင်ကစားဝိုင်းလှုပ်တာပါအဲ့ဒီတော့စေကောင်စီနဲ့ကအမြဲတမ်းတဘူးဘူးတော်တော်တွေဖြစ်နေတာပေါ့နောက်ပြီးတော့စစ်မှုထမ်းကြီးကောက်ရင်လေဒီကောင်မဲဥဆောင်ပြီးကောက်ပေးတယ်သူကလူငယ်တွေကိုစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးပေးပြီးတော့စစ်မှုထမ်းအတွက်ငွေကြေးတွေလိုက်ကောက်နေတာကြောင့်ရှင်းလင်းခဲ့တာပါရန်သူနဲ့နီးကပ်မှုရှိလို့မြန်မြန်ရှင်းပြီးမြန်မြန်ပြန်ထွက်ခဲ့ရပါတယ်မင်းရှင်းအပြီးမှာ ဓမ္မငယ်ရဲစခန်းကနေပြီးတော့လက်နက်ငယ်နဲ့ပြစ်ခတ်တာတွေရှိခဲ့တယ်လို့ဘာမာ Revolution Army BIA ဗမာတော်လှန်ရေးတပ်တော်ကတပ်ဖွဲ့ခေါင်းဆောင်ရဲဘော်လက်ရာကပြောဆိုထားပါတယ်။နတ်တလင်းမြို့နယ်မှာစစ်တပ်အတွက်အလုပ်လုပ်ပေးနေသူများကိုဆက်လက်ပြီးတော့ရှင်းလင်းသွားမှာဖြစ်တယ်လို့၎င်းကသတိပေးထားပါတယ်။ စစ်ခွေးတွေရုံမှာရက်ဆက်မှုတွေကိုတိတိကြီးနဲ့ကိုကျိုးတစ်ခုတည်းကိုကြည့်ပြီးတော့ပြည်သူကိုဆက်ပြီးနှိပ်စက်နေမယ်ဆိုရင်ကျွန်တော်တို့ပြည်သူကာကွယ်တပ်မတော်အနေနဲ့လက်ပိုက်ပြီးကြည့်နေမှာမဟုတ်ပါဘူး။ဒါကြောင့်ပြည်သူနဲ့အများဆုံးပူးပေါင်းကြပါလို့ပြောချင်ပါတယ်လို့ရဲဘော်လက်ရာကပြောဆိုထားပါတယ်။စစ်ရေးမရှင်ကိုတိုက်ရင်3830တဲတက်ခွဲလေး BRA နဲ့တိုက်ရင်ရုံကရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကျုံတိုးမြို့နယ်နဲ့ကော့ဂရိတ်မြို့နယ်တို့မှာတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကတေဆုံးထိခိုက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလ10ရက်နေ့ကစတင်ပြီးတော့ကျုံတိုးမြို့နယ်နဲ့ကော့ဂရိတ်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးတော့စစ်တပ်ဘက်ကအချိန်ချင်းတက်လှမ်းကြခဲ့တော့လဲစစ်မှုထမ်းတပ်သားတဲ့များကိုအင်အားဖြည့်တင်းက အချင်းချင်းရှေ့တန်းကနေခိုင်းပြီးတော့စစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ကော့ကရိတ်မြို့နယ်ဂျုံတုံးမြို့အတွင်းမှာရှိတဲ့အင်းကြီးရွာနဲ့ဂျုံပိုင်းရွာတို့မှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များအပြန်အလှန်တိုက်ခိုက်နေကြတယ်လို့သိရပါဗျ။နောက်ဖက်စလုံးဘရုံးနဲ့ဘုံကျဲတိုက်ခိုက်မှုများနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါတယ်အလားတူပဲ ကွန်ကရစ်မြို့နယ်အတွင်းမှာရှိတဲ့ရန်ကုန်ရွာနဲ့လှိုင်စိန်ရွာတို့ဘက်မှာလည်းတိုက်ပွဲများနေစဉ်ဖြစ်ပွားနေပြီးတော့စစ်တပ်စစ်ကြောင်းများရှေ့ကိုဆက်မတိုးနိုင်တော့တဲ့အတွက်ကြောင့်အသေးခံဒရုန်းများနဲ့နေစဉ်တိုက်ခိုက်နေကြတယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းတပ်ဖွဲ့များကလည်းဒရုန်းများ၊ရှော့တိုက်ဒုံးများ၊စနိုက်ပါများနဲ့ပစ်ခတ်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေဟာနေစဉ်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ ကျုံတိုးမြို့နယ်မှာစက်တမာလ10ရက်နေ့ကနေ15ရက်နေ့အထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ခွေးတွေဘက်ကစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြတ်သွားပြီးတော့ကျုံပိုင်းရွာနဲ့အင်းကြီးရွာဘက်မှာတိုက်ဆုံနေတဲ့စစ်ခွေးအလောင်း40လောက်ဟာလာရောက်ကောက်ယူနိုင်ခြင်းမရှိဘဲနဲ့အကုန်လုံးပုတ်ပွားနေတယ်လို့သိရပါတယ်။ကျုံတိုးနယ်ကော့ဂရိတ်နယ်ထဲမှာစစ်ကြောင်းထုံးနေတဲ့စစ်ခွေးတပ်ကို drone စစ်ဆင်ရေးနဲ့တိုက်ခိုက်တာနေတိုင်းလိုလိုစစ်ခွေးတွေတက်လာပြီးအထိနာနေပေမဲ့စစ်ခွေးတွေကစစ်မှုထမ်းတပ်သားတွေကိုအင်အားဖြည့်ပြီးတော့ နေတိုင်းလိုလိုရှေ့ဆုံးကနေထိုးစစ်ဆင်နေလို့တိုက်ပွဲတွေဖြစ်နေတာပါစက်တမလ10ရက်နေ့ကနေ15ရက်နေ့ဝင်းကျင်အထိကျုံတုံးမြို့နယ်တဲကကျုံပိုင်းရွာနဲ့အင်းကြီးရွာဘက်မှာစစ်ခွေးတွေတေးတာအလောင်းအကောင်40လောက်ပုတ်ပွားနေတယ်လို့ဒေတာရင်းစီရေးတရင်အေးမေကအတိအပြုပြောကြားထားပါတယ်ဒါအပြင်မြို့ကိုအင်အားအလုံးကြီးနဲ့တတ်ဆွဲထားတယ် စစ်ခွေးတပ်ကမနေ့ကညပိုင်းကမြောက်ရီကုံသွဲရေးစုံအနီးကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗါဒ်တော်လိုင်းတပ်များကလည်း drone နဲ့မြောက်ရီမြို့နယ်ပတ်ဝန်းကျင်မှာတပ်ဆွဲထားတဲ့စစ်တပ်နေရာတချို့ကိုဘုံကျဲချခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကိုထိခိုက်မှုများမဖြစ်စေရေးအတွက်လူမှုကွင်းရများအသုံးပြုမှုများကိုစစ်ဆေးကြံ့မဲ့ရန်အချမ်းဖတ်စစ်ခွေးမင်းအောင်လှိုင်ကအမိန့်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကတနင်္လာနေ့တိုင်းဘိမ်းမြုံမှာပြုလုပ်တဲ့အရာရှိစစ်သည်များနဲ့တွေ့ဆုံပွဲအခမ်းအနားမှာအချမ်းဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်က အခုလိုပြောဆိုအမိန့်ပေးလာခြင်းဖြစ်တယ်လို့သိရပါဗျ။မင်းအောင်လိုင်ကယနေ့ခေတ်မှာသတင်းမီဒီယာခေတ်ဖြစ်တာနဲ့အညီလူမှုကွန်ရက်အသုံးပြုရမှာလဲအကျိုးဖြစ်စေမယ့်မိမိနဲ့မိမိတို့ရဲ့အဖွဲ့အစည်းကိုထိခိုက်စေတဲ့လုံဆောင်ချက်များမဖြစ်အောင်တအူးချင်းအတိတရားနဲ့အသုံးပြုကြရန်လိုအပ်ကြောင်းတာဝန်ရှိသူများကလည်းစစ်ဆေးကြမှတ်ပေးရန်လိုကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မင်းအောင်လိုင်ကလူမှုကွန်ရက်အသုံးပြုမှုများကိုတောက်လျှောက်ဆိုသလိုတင်းကျပ်စီစစ်ကြမှတ်ရန်အမိန့်ပေးနေပြီးတော့စက်တင်ဘာလ12ရက်နေ့ကစစ်ကောင်စီရဲ့အစည်းအဝေးမှာလဲဆိုရှယ်မီဒီယာကနေတဆင့်လုံခြုံရေးကြိုးပမ်းမှုများကို ထိထိရရောက်ရေးယူရန်အမိန့်ပေးခဲ့တယ်လို့သိရပါတယ်။ဝန်ကြီးဌာနများရဲ့အချက်အလက်များဝန်ထမ်းများရဲ့အချက်အလက်များဟာဆိုရှယ်မီဒီယာအသုံးပြုမှုကနေတဆင့်လုံခြုံရေးကြိုးပေါက်လျက်ရှိတာကိုတွေ့ရှိနေရတယ်လို့ပြောပါတယ်။ လုံခြုံရေးဆိုင်ရာအချက်အလက်များပုံကိုရေးရာဆိုင်ရာအချက်အလက်များဟာဓာတ်ရိုက်ကျိုးပေါက်ခြင်းတွယ်ဝိုက်ပြီးတော့ကျိုးပေါက်ခြင်းများဖြင့်တဦးတယောက်ချင်းထိခိုက်ခြင်းဌာနလိုက်ထိခိုက်ခြင်းအဲဒီကမှတစဉ်နိုင်ငံတော်အဆင့်ထိပါထိခိုက်ခြင်းတွေဖြစ်ပေါ်စေနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်လုံခြုံရေးပိုင်းဆိုင်ရာအရာအသိပညာပေးရန်နဲ့ထိထိရောက်ရောက်စက်မှတ်ခြင်းများကိုဆောင်ရွက်သွားရန်လိုအပ်တယ်လို့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းကထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်ဝဲမြို့နယ်နဲ့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်တို့မှာအချက်မဲ့ဆက်တကဆိုင်ကယ်ရပ်မပေးတဲ့ပြည်သူများကိုလိုက်လံပစ်ခတ်ရာပြည်သူ၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ၁၉ရက်နေ့ညနေ9:00ခွဲအချိန်ကမှာ ဝမ်းဝဲမြို့နယ်မကြီးတော်ရွာအနီးမှာစစ်စေးရေးလှုပ်ဆောင်နေတဲ့စစ်ခွေးများကလမ်းသွားလာလာပြည်သူများကိုစစ်စေးရေးပြုတ်လုနေတဲ့အချိန်ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့လူငယ်တအူးကိုဆိုင်ကယ်ရမ်းမပေးလို့ဆိုပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပြစ်ခတ်မှုအတွင်းမှာပြည်သူတအူးတေဆုံးခဲ့ပြီးတော့ရော့ဦးလောင်းကိုနိုင်ရေးကူညီမှုအသင်းများကလာရောက်ပြီးတော့ကောက်ယူသွားတယ်လို့သိရပါတယ်။ကျွန်တော်တို့ကြားတာကတော့ဆိုင်ကယ်စီးလာတဲ့လူငယ်တအူးကို စစ်ခွေးတွေကဆိုင်ကယ်ရံမပေးလို့ဆိုပြီးတော့လိုက်ပြတာပြည်သူတအုပ်သေးဆုံးတယ်အဲ့ဒီလမ်းကိုတော့ဘယ်သူမှမသွားရတော့ဘူးကြောက်ပြီးတော့ဘယ်သူမှသွားမကြည့်ရဲကြဘူးသေဆုံးသူရဲ့ရုပ်အလောင်းကိုတော့လူနာတင်ကားနဲ့လာတင်သွားတယ်လို့ Voice of Windwind ကတောင်အရှိသူတို့ကပြောဆိုထားပါတယ်အလားတူပဲသခိုင်းတိုင်းစာလင်းကြီးမြို့ပေါ်လမ်းဆောင်မှာလဲကိပတ်ရန်ထွက်လာတဲ့စစ်ခွေးများကသုံးမင်းဆိုင်ကယ်မောင်းလာတဲ့လူငယ်နှစ်ဦးကိုဆိုင်ကယ်ရံမပေးလို့ဆိုပြီးတော့ပြက်ခတ်ခဲ့တဲ့အတွက်ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ် စက်တဘာလ19ရက်နေ့မနက်ပိုင်းမှာစားလင်းကြီးမြို့ပေါ်မှာရှိတဲ့လမ်းစုံဆဲဆဲရဲဂိတ်မှာကင်းလယ်ရန်ထွက်လာတဲ့စစ်ခွေးတွေကသုံးမိန်ဆိုင်ကယ်ကိုရပ်မပေးတဲ့အတွက်ပြည်သူများကိုလိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတွေကလိုက်လံပစ်ခတ်ခြင်းကြောင့်တေဆုံးသူ2ဦးဟာစားလင်းကြီးမြို့နယ်ညောင်မင်းကြီးတိန်တော်ရွာကပြည်သူများဖြစ်ပြီးတော့ပြည်သူတအုပ်ဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ကင်းပတ်မလို့ထွက်လာတဲ့စိတ်ခွေးတွေကသုံးမိန်ဆိုင်ကယ်ကိုဆက်ဆင်းဖို့လမ်းခေါ်တဲ့အချိန်မှာဟိုကကြောက်ပြီးတော့ရမပေးပဲမောင်းပြေးတာကိုလိုက်ပြစ်လို့ပြည်သူနာဦးသေးဆုံးပြီးတော့တအုပ်ဒဏ်ရာရပါတယ်သေဆုံးတဲ့သူတွေကညောင်မင်းကြီးတိန်တော်ရွာကလို့သိရတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အိုးဘိုထောင်မှာပောက်ကွဲမှုဖြစ်ပြီးတော့နိုင်ငံရေးအကျဉ်းသားများထိခိုက်ဒေဆုံးခဲ့ရမှုဟာအမှန်တကယ်ဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် BBNM ကဒီကနေ့မှအစီရင်ခံစာထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ၈ရက်နေ့မှာအိုးဘိုအချင်းထောင်မှာဘုံပေါက်ကွဲမှုကြောင့်နိုင်ငံရေးအကျဉ်းသား၁၈ဦးနဲ့အခြားရာဇဝတ်အကျဉ်းသားအနည်းဆုံး၄ဦးသေဆုံးသွားတယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိသူအနည်းဆုံး၁၀ဦးရှိတဲ့တဲကအရေးပေါ်ဆေးဝါးကုသမှုခံယူနေရသူ၅ဦးရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရ PBNM ကဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးဦးကပြောကြားထားပါတယ်။ အဲ့ဒီသတင်းကိုစစ်တပ်ကဩဂတ်လ16ရက်နေ့နဲ့18ရက်နေ့တွေမှာသတင်းအမှားဖြစ်တယ်လို့စစ်တပ်ကဝါဒဖြန့်ခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်အတွင်းမှာနိုင်ငံရေးအကျဉ်းသားများတိုက်ဆုံရမှုဖြစ်စဉ်နဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေစီစစ်အတည်ပြုထားတဲ့အစီရင်ခံစာကို PBNM ကဒီကနေ့စက်တဘာလ20ရက်နေ့မှာထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီအစီရင်ခံစာထုတ်ပြန်ရတဲ့ရည်ရွယ်ချက်ကရိုးရှင်းပါတယ်။ဒီတိုက်ဆုံမှုတွေဖြစ်ခဲ့တာကိုတကယ်မဖြစ်ခဲ့သေးအောင်ဖန်တီးခံလိုက်ရတယ်။ အသက်တွေတည်ဆုံလိုက်ရတဲ့နိုင်ငံရေးအကျဉ်းသားတွေမိမိရဲ့မိသားစုဝင်တွေတည်ဆုံလိုက်ရမှုတွေကိုရင်ငုံနှုတ်ပဲ့နေရတဲ့အခြေအနေတစ်ခုမှာကျွန်တော်တို့အတန်ထုတ်နိုင်တဲ့အခြေအနေတစ်ခုမှာရှိတဲ့လူတွေကဒီတည်ဆုံမှုတွေအလားအသက်မဖြစ်စေဖို့နဲ့ကြာဆုံးသွားတဲ့သူတွေကိုလွယ်လွယ်လေးနဲ့တရင်မဆိုပြီးတော့တည်ဆုံမှုတွေအလားအသက် တရင်ဖုံးခံရမှာမလိုလားတဲ့အတွာကြာဆုံးသွားတဲ့လူတွေရဲ့ဂုံသိက္ခာကိုအဓိကတန်ဖိုးထားသောအဖြစ်ဒီထုတ်ပြန်ချက်ကိုတလတာအချိန်ထပ်မံယူပြီးမှတရင်ရင်းမြစ်ဘောင်းဆောင်အ ਨੇ ဆုံး72ခုလောက်ကိုထပ်မံ confirm အတည်ပြုချက်တွေဆက်လုပ်ပြီးမှထုတ်ခဲ့တာပါလို့ကိုတိုင်ထုံးကသုံးသပ်ထားပါတယ် PPNM အနေနဲ့အိုးဘုံထောင်ဘုံပေါက်ကွဲမှုကြောင့်နိုင်ငံရေးအခြေအနေများထိခိုက်သေးဆုံးရမှုအတွာ တလားကန်အချင်းယူကခိုင်လုံတဲ့တပ်တွေအချက်လက်များစုဆောင်းခြင်းရင်းရင်းမြစ်အသီးသီးထံကနေပြီးတော့အတီးပြုတ်ချက်ရယူခြင်းတပ်တွေအချက်လက်များထိမ့်သိမ်းခြင်းစနစ်တကျစီစစ်ခြင်းတို့ကိုပြုလုပ်ပြီးမှသာအစည်းအကမ်းစာထုတ်ပြန်လာခြင်းဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ်။အချင်းဦးစီးဌာနကရောစစ်တပ်ကရောအချင်းနောင်တွေမှာအချင်းသားတွေတိတ်ဆုံးမှုတွေအပြင်းကိုမပေါက်ကြအောင်လို့စနစ်တကျလှုံ့ဆော်နေတာတွေ့ရပါတယ်။ဒါဟာစစ်တပ်နဲ့အချင်းဦးစီးကသူတို့ရဲ့အားနည်းချက်တွေကိုပြန်လည်ပြင်ဆင်လာတာလို့သုံးသပ်ရပါတယ်။ သူတို့ဘလို့ပဲပြင်ဆင်နေပါစေအမှန်တရားဟာဘယ်တော့မှပျောက်ွယ်မသွားဘူးရတဲ့နီးနဲ့ရတဲ့အချိန်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သတင်းထုတ်ပြန်ချက်ကိုမှားတယ်လို့ယူဆတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအနေနဲ့ရောစစ်တပ်အနေနဲ့ရောကျွန်တော်တို့ထုတ်ပြန်လိုက်တဲ့အထဲမှာနာမည်အဖအမည်ပုံမှန်တရားရုံးတွေကအစထည့်ထားပါတယ်လို့ကိုတိုက်ထုံးကပြောကြားသွားပါတယ်ကြာဆုံးသွားသူများရဲ့အသက် ဂုံသိက္ခာနဲ့တရားမျှတမှုအရေးကြီးတဲ့အတွက် BBNM အနေနဲ့စုံစမ်းစစ်ဆေးမှုအသေးစိတ်ကိုတတိရှိရှိနဲ့ထပ်မံပြီးတော့အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာ နိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ